ဂါဇာညင်းကြမ်းရေးထိပ်သီးစစ်နုပ်ဘက်တပ်ဖို့အင်ရှင်အီဂျစ်ကမိမိတို့ကိုမဖိဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါလိမ့်။ဂါဇာရဲ့နောက်ကနေပတ်သက်တဲ့ထိပ်သီးစစ်နုပ်ဘက်တပ်ဖို့အီဂျစ်နိုင်ငံကဖိတ်ကြားခြင်းမရှိခဲ့ဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါလိမ့်။ဆွနုဘတ်တရဖို့ဖိတ်ကြားခံရတာမရှိတဲ့အတွက်ဂါဇာအနာဂတ်နဲ့ပတ်သက်လို့ပါဝင်ဆွနုခဲ့လည်းမရတော့ဘူးလို့ဆိုပါတယ်။အင်ရှင်အီဂျစ်ဟာတခြားအာရဗ်နိုင်ငံတွေနဲ့ညှိနှိုင်းဆောင်ရတာဖြစ်ပေမဲ့အမေရိကန်နဲ့အဓိကပူးပေါင်းဆောင်ရခဲ့တာလို့ဆိုပါတယ်။ တက်ရောက်ဖို့ဖိတ်ကြားခဲ့တဲ့အထင်မှာကနေဒါ၊ဥရောပကုန်သွယ်တွေပြင်ဂျပန်တို့ပါပါတယ်။ဂါဇာပြည်နယ်တိဆောက်ရေးကိုဂျပန်နောက်နိုင်ငံတွေနဲ့အာရပ်နိုင်ငံတွေကတာဝန်ယူမဲ့အနေထားမြင်ရပါတယ်။တရုတ်နဲ့ရုရှားကတော့မပါပါဘူးလို့ဆာဂေးလက်ဘရော့ကပြောသွားကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။တကယ်လို့မိမိတို့ကိုဖိတ်ခဲ့ရင်တော့မိမိတို့အနေနဲ့ဂါဇာကမ်းမြောင်ငြိမ်းချမ်းရေးအတွက်အစွမ်းကုန်စူးစမ်းအားထုတ်ပေးသွားမယ်ဆိုပြီးဆာဂေးလက်ဘရော့ကပြောပါတယ်။ အခုဂါဇာကမ်းမြောင်ဒေသမှာဟာမတ်ဖွဲ့ဖမ်းဆီးထားတဲ့နောက်ဆုံးတစားကန်အယောက်20ဟာအစ္စရေးကိုပြန်ရောက်နေပြီလို့အစ္စရေးစစ်ဘက်ကတည်ပြပါတယ်။သူတို့တွေကိုအော်တိုဘာ9ရက်နေ့2023ကတိုက်ခိုက်မှုတွင်ဟာမတ်တို့ကဖမ်းခဲ့ပြီးဒီကနေ့မနက်မှာမှပြန်လွှတ်ပေးခဲ့တာပါ။သူတို့ဖမ်းဆီးခံရတာဟာနှစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။တေဆုံသွားတဲ့တစားကန်28ဦးရုပ်လုံးကိုတော့ပြန်မပေးသေးပါဘူး။ တစားကန်လဲလဲရေးအစီအစဉ်ရအစ်ဇွေးဟာပါလက်စတိုင်းကျင်းသား250တခြားထိန်းထားသူ1900ကျော်လွှတ်ပေးခဲ့ပြီးပထမအတုပ်ကလည်းအစ်ဇွေးကျင်းတော်ကနေထွက်ခွာသွားပြီးဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ကတော့အစ်ဇွေးမှာရောက်ရှိနေပြီးစစ်ပွဲပြီးဆုံးပြီလို့ကြေညာထားပါတယ်။အဲ့နော်အစ္စရေးပါလီမန်မှာမိန်ကွန်းပြောခဲ့ပြီးဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်အီဂျစ်သွားမယ်လို့ဆိုပါတယ်ဒီဆွေးနွေးပွဲသမို့အီဂျစ်သမ္မတကအစ္စရေးဝန်ကြီးဒေါက်တာညာဟုကိုဖိတ်ကြားခဲ့ပေမဲ့ ဂျူးအားလျက်နဲ့နီးကပ်နေလို့တက်ရောက်မှာမဟုတ်ဘူးလို့အစ္စရေးသမ္မတနိုင်ငံကထုတ်ပြန်ပါတယ်။ငင်းချင်းရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေအတွက်အမေရိကန်သမ္မတထရန့်ကိုကျေးဇူးတင်ပါတယ်လို့အစ္စရေးထုတ်ပြန်ကြမှာပါပါတယ်။ဂါဇာပြည်ရဲ့အောင်မြင်ခဲ့ပေမဲ့ရေရှည်ငင်းချင်းရေးသဘောတူညီချက်မရသေးလို့ကမ္ဘာကုန်းဆောင်20ကျော်ဟာအီဂျစ်မှာဆွေးနွေးကြမှာဖြစ်ပါတယ်။ဂါဇာအပြစ်ခတ်ရဲစဲပြီးနောက်နေတန်ညာဟုတ်ကထရန့်ကို ငင်းချင်ရေဂျိုးငတ်ရုတ်ထုလက်ဆောင်ပေးတယ်လို့ဆိုပါတယ်။အစ်စုံဂျိုးမီဂျမီနေတာညာဟိုဟာတင်းလာနေကအစ်စွေးကိုရောက်လာတဲ့အမေရိကန်သမ္မတထရန့်အားရွှေနဲ့လောက်ထားတဲ့ငင်းချင်ရေဂျိုးငတ်ရုတ်ထုငယ်လက်ဆောင်ပေးပါတယ်။ခါဟာဟာမတ်စ်တို့ကကြံနေသေးတဲ့အသက်ရှင်လျက်ရှိတဲ့အစ်စွေးတစားကန်အားလုံးပြန်လည်လွှဲပြောင်းပေးတဲ့နေ့မှာအစ်စွေးကိုလာရောက်ခဲ့တာဖြစ်ပြီးဒါဟာဂါဇာပြစ်ခတ်ရေးဆိုင်ကိုအမှတ်သားပြုလိုက်တာဖြစ်ပါလေ။အစ်ဇွေဟာမတ်ပြစ်ခတ်ရေးဆိုင်ရဲ့သဘောတူညီချက်ဂျောင်းဝင်စစ်စစ်ပြီးတဲ့ထွန်းဟာ အစ္စရေလလူတော်အမတ်ကိုမိန်ကွန်းပြောမှဖြစ်ပြီးဂါဇာညီချင်း၏ထိပ်သည်စီဝေလက်မှတ်ထိုးဖို့အီဂျစ်ကိုဆက်လက်ထောက်ခွာပါလေစစ်ပွဲပြီးသွားပါပြီဒါဟာကြီးမြတ်တဲ့နေ့ပါဒါဟာအစအသစ်တစ်ခုပါလို့ထရန့်ကအပြည့်ရဲဆဲတဲ့ရေကိုကြိုဆိုတဲ့အနေနဲ့အစ္စရေလကိုဆင်းလာခြင်းမှာပြောပါလေဟာမတ်ဟာလက်နက်ဖြုတ်သိမ်းရေးအစီအစဉ်လိုက်နာလိုက်မယ်လို့လည်းဆိုပါလေအဲဒီဆိုပါကဟာမတ်တို့ကအမေရိကန်ဂျာဝင်စစ်ဆက်ပြီးတဲ့ဂါဇာပြစ်ခတ်ရေးဆဲရေးအရာတစားကန်ကျင်းသားလဲလဲရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းဖြင့်အစ္စရေလတစားကန်20လုံးပြန်လွှတ်ပေးခဲ့ပါလေ ။တစားကန်တွေကိုအဆင့်20လွှတ်ပေးပါတယ်။ပထမအဆင့်9ဦး၊နောက်တစ်ဆင့်ကျန်73ဦးကိုလွှဲပြောင်းပေးပါတယ်။အီဇွေးကလည်းဒီလေလက်မှုအတွက်ပါလက်စတိုင်းကျင်းသား1900ကျော်ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ထရန့်ဟာအခုကအီဂျစ်တမရ RCC နဲ့တူဂါဇာညီကြိုက်ထိပ်သီးစီဝေးပူးတဲ့တဘာ PDP ရဲ့ဆောင်ရွက်ဖို့ရှမ်အယ်ရှိတ်ကိုဦးတည်သွားပါတယ်။ကုလထရီတွင်မျိုးကူတာရက်စ်ပြင်ဝင်ကျီယာစတာမာအီတလီဝင်ကျီယိုဂျော်ဂျီယာမဲလိုနီစပိန်ဝင်ကျီယိုပက်ဒရိုဆန်ချက်စ်ပင်သမရာမက်ခရွန်ပါဝင် နိုင်ငံပေါင်း20ကျော်မှာခေါင်းဆောင်တွေဟာအဲ့ဒီစီဝေးတယောက်မှာဖြစ်ပါတယ်။အာရှနိုင်ငံကဆိုဂျပန်နိုင်ငံပါပါတယ်။အဲ့ဒီထိပ်သီးစီဝေးဟာအရှေ့လက်ပိုင်းဒေသငင်းကြီးနဲ့တင်ငင်းကြီးကျိုးပမ်းမှုကိုမြှင့်တင်ဖို့ဒေသဆိုင်ရာနိုင်ငံတွေအားလုံးကပူးပေါင်းဖိလုပ်တာပဲဖြစ်ပါလေ။နောက်ထပ်သတင်းပေါ့ပြောချင်ပါတယ်။တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့တရုတ်သင်္ဘောတွေထိတိုက်တွေ့မှုတွေရှိခဲ့တယ်လို့သိရပါတယ်။တောင်တရုတ်ပင်လယ်ရဲ့ပိုင်ဆိုင်မှုငြင်းပွားနေတဲ့ကျုံးစုံနီတရုတ်နဲ့ဖိလစ်ပိုင်သင်္ဘောတွေထိတိုက်တွေ့ပြီးပြန်လည်ဝေဖန်ပြစ်တင်ပါတယ်။ အော်ရိုဘာစနီယမနက်ဆောပိုင်းကတရုတ်ပင်လယ်ရေကြောင်းတပ်ဖွဲ့ဟာတီတူကျွန်းနီးဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုမိသက်ပိုင်းနဲ့ထိုးပြီးဝင်တိုက်ခဲ့ပါတယ်။ဖိလစ်ပိုင်သင်္ဘောသုံးစင်းဟာဒေသခံ၅ဖန်သမားတွေကိုကာကွယ်ဖို့အစိုးရအစီအစဉ်နဲ့တီတူကျွန်းနီးမှာကြောက်ချရနာကျိတရုတ်သင်္ဘောတွေကချင်းကပ်လာပြီးမိသက်ပိုင်းနဲ့ထိုးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်တရုတ်သင်္ဘောတစ်စင်းကဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုဝင်တိုက်ခဲ့တဲ့အတွက်ဖိလစ်ပိုင်သင်္ဘောရဲ့ပဲ့ပိုင်းမှာထိခိုက်သွားခဲ့ပေမဲ့ သင်းမောသားတွေဒဏ်ရာမရခဲ့ကြအောင်ဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကပြောပါတယ်တရုတ်ကမ်းခြေဆောင်တပ်ကတော့ဖိလစ်ပိုင်ဆိုရသင်းမောတွေဟာတီတူကျွန်းမြောက်ဘက်ဆန်ဒီကေးကျောက်တန်းလေးရေးပြင်းနေမှာတရားမဝင်ဝင်ရောက်ခဲ့ကြအောင်ပြောပါတယ်ဖိလစ်ပိုင်သင်းမောတစ်စင်းဟာတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့သင်းမောနီအနေရကြီးစွာနဲ့ချင်းကပ်လာတာဖြစ်ပြီးသင်္ဘောချင်းတိုင်မြင့်မှုအတွက်ဖိလစ်ပိုင်မှာပြေဝတောင်ရှိကြောင်းတရုတ်ကပြောပါလိမ့်။မကြာသေးမီလတွေအတွင်းတောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့တရုတ်သင်္ဘောတွေကြာမကြာခဏကထိတိုက်တွေ့မှုတွေဖြစ်ခဲ့ပါလိမ့်။ပြီးခဲ့တဲ့လကလည်း တရုတ်ကံကြီးဆောင်တပ်ဖွဲ့သင်္ဘောတစင်းဟာတရုတ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ Scarborough တောင်ကုန်းနီးမှာဖိလစ်ပိုင်ဆိုရပိုင်သင်္ဘောကိုမိသက်ပိုင်နဲ့ပတ်ဖြန်ခဲ့လို့လူတူဦးတည်ရန်ရပါတယ်။အောက်ကုလအတွင်းကလည်းတရုတ်ရေတပ်သင်္ဘောတစင်းဟာ Scarborough တောင်ကုန်းနီးဖိလစ်ပိုင်ကင်းလက်သင်္ဘောကိုနောက်ရောက်ခံမှုတွေဖြစ်ခဲ့ပြီးအဲဒီမှာခြားတရုတ်သင်္ဘောတစင်းနဲ့တိုက်ပွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်နဲ့ဟာကင်ဆာရောဂါခံစားနေရပြီးတရားဝင်ကုသမှုခံယူရလျက်ရှိတယ်လို့သိရပါတယ်။၎င်းရဲ့ပြောရေးဆိုခွင့်ရှိသူကအော်တိုဘာ၁၀ရက်နေ့မှာပြောဆိုခဲ့တာပါ။သမ္မတဟောင်းဘိုင်နဲ့ဟာစီးကျိတ်ကင်ဆာအတွက်တရားဝင်ကုသမှုဟော်မုန်းကုသမှုလောလောဆယ်ခံယူနေရပါတယ်။ဂျိုးဘာနီယာလာမယ့်နိုဝင်ဘာ20မှာအသက်83နှစ်ပြည့်ပြီဖြစ်ပါတယ်။သူကစတင်မှာမှာလည်းအရေးပြားနေမှာကင်ဆာဆဲတွေဖယ်ရှားဖို့ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ဂျိုးဘာဒင်စီချက်ကင်စာအဆင့်၉ဖြစ်နေပြီးယောဂတွေကအယိုးအထီတောင်ပြတ်နေကြောင်းသမရဟောင်းရဲ့ယုံကထုတ်ပြန်ပါတယ်။အဆင့်၉ဆိုတာကင်စာဆဲပြန့်နှံ့မှုမြန်တဲ့အခြေအနေလို့ဆိုပါတယ်။ဘာနီယာအမေရိကန်သမရသက်တမ်းမှာအသက်ကြီးဆုံးသမရဖြစ်ခဲ့ပြီးအင်ဖြူတော်မှာအထောက်ခွာပြီးနောက်လူမြင်ကွင်းကိုတိတ်မထွက်လာတော့ပါဘူး။ဂျိုးဘာဒင်တို့မိသားစုဟာကင်စာနဲ့ဆုံးပါသွားသူတွေရှိပါတယ်။ဂျိုးဘာဒင်ရဲ့တာဖြစ်သူဟာလည်းအသက်၄၆နှစ်ရွယ်၂၀၁၅မှာအုံနှောက်ကင်စာနဲ့ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။မက္ကဆီကိုနိုင်ငံမှာပြင်းထန်မူရသွန်းလို့လူပေါင်း40ကျော်အထက်မနေသေဆုံးခဲ့ပါတယ်။အခုသတင်းပတ်တွင်မိုးသီးထန်စွာရွာမှုကြောင့်ရေကြီးရေရှမ်းခဲ့ပြီးလူ41ဦးထက်မနေသေခဲ့တယ်လို့ဒေသခံအာဏာပိုင်တွေကပြောပါတယ်။ပြည်နယ်32ခုမှာပြည်နယ်32ခုမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်မြေရှမ်းပြီးကျေးရွာတွေအလုံးရေကြီးရေရှမ်းကမြေပြုံးမှုတွေဖြစ်ပါတယ်။လန်ဒရာဆောင်းတွေပျက်စီးပါတယ်။ ဟီဒေကိုလည်းပိုင်းပြည်နယ်ဟာရာသီဥတုဒဏ်ဆိုးဆုံးခံရတဲ့ဒေသတွေမှာပါဝင်ဖြစ်ပြီးလူ22ဦးထက်မနည်းသေဆုံးကနေတထောင်ခန့်ပျက်စီးပါတယ်။အင်းနီချင်းပြည်နယ်တခုမှာလည်းလူ9ဦးထက်မနည်းသေဆုံးပြီးပျောက်ဆုံးသူများရှိတဲ့အတွက်သေဆုံးသူရေအတွက်မြင့်တက်လာခြင်းရှိတယ်လို့အာဏာပိုင်တွေကပြောပါတယ်။ပူပလာပြည်နယ်တခုထဲမှာပင်သဘောအပိဒံကြောင့်သေဆုံးသူသဘောအပိဒံတင်သူ8000ဝန်းကျင်ရှိပါတယ်။နိုင်ငံအရှိပိုင်းဖေရာခရုစ်မှာလည်းရေကြီးမှုကြောင့်သေသူ9ဦးရှိပြီးကွာရီတာရိုပြည်နယ်မှာ2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ နောက်သတင်းပုံပြောခြင်းပါလေ။အမေရိကန်မှာဖောက်ခွဲပစ္စည်းစင်ဦးကြီးပေါက်ကွဲလို့လူ19ယောက်ပျောက်ဆုံးခဲ့မှုဖြစ်ခဲ့ပါလေ။အမေရိကန်နိုင်ငံတင်နက်စီပြည်နယ်မှာစစ်ပဆိုင်ရာဖောက်ခွဲပစ္စည်းတွေထုတ်လို့ရစေုံမှာတောက်ကြနေကပေါက်ကွဲမှုဖြစ်ပြီးနောက်လူ19ပျောက်ဆုံးနေတယ်လို့သိရပါလေ။စင်ုံပေါက်ကွဲမှုဖြစ်ပြီးနောက်လူ9ဦးကိုအနီးအနားရှိစင်ုံကိုပို့ထားခဲ့ရတယ်လို့ Half and Creek Crane ရခိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူ Chris Davis ကပြောပါလေ။ စယုံကတော့လုံးဆုံးပြည့်စည်သွားပါတယ်။ဘန်စနောမှာရှိတဲ့စယုံဟာပေါက်ခွဲပစ္စည်းတွေထုတ်လုပ်ကင်တွေတူလုံးတဲ့နေရာဖြစ်ပြီးပေါက်ကွဲရတဲ့အကြောင်းရင်းမသိရပါဘူး။ဖြစ်စဉ်ကြောင့်လူဘလောက်သေဆုံးလဲဆိုတာမပြောနိုင်သေးဘူးလို့သတင်းစာရှင်းပွဲမှာဆိုပါတယ်။ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာလဲပတ်နေပြီးဒုတိယချိန်ပေါက်ကွဲမှုကပုံမှုပြင်းထန်ခဲ့ပါတယ်။လူ၁၉ဦးပျောက်ဆုံးနေပြီးပေါက်ကွဲမှုကြောင့်စတူရန်မိုင်ဝင်တွေပြည့်စည်တဲ့လွင့်စင်သွားပါတယ်။ပေါက်ကွဲမှုဟာမတော်တဆလားရွေချက်ရှိရှိလုံးဆောင်ခဲ့တာလားဆိုတာတော့မသိရသေးပါဘူး။ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ပေါက်ကွဲမှုကိုတုံ့ပြန်မှာပြည်내နဲ့ဒေသဆိုင်အာဏာပိုင်ဟာအစိုးရအင်ဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြည်내အုပ်ချုပ်ရေးမှူးကပြောပါတယ်။မြေကထုံမွေးပုံမှန်တည်ဆောက်ထားတဲ့အဲဒီစုံဟာ C4 TND နဲ့ခြားအစင်မြင်စစ်ပတ်ဆိုင်ရာဖောက်ခွဲပစ္စည်းတွေထုတ်လုပ်နေတာဖြစ်ပြီးကုမ္ပဏီမှာလူ80ကျော်လုပ်ခန့်ထားတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ထိုင်းဝမ်နိုင်ငံတိုင်ပေမြို့ကဘန်ဝင်တန်းမျိုးသမီးတူဟာသူ့လက်အားလက်ရယူပုံယူနေဟာတီထွင်ဖန်တီးမှုစွန့်စားရမှုနဲ့လောဘပေါင်းစပ်မှုလို့တော့ပြောရမှာလို့ပါပဲ။ ဘာလို့လဲဆိုတော့အဲ့ဒီမြူသားဟာအလုံးလဲနာပြီးလာစားပါတခါတည်းရယူခဲ့တာကြောင့်ပါသူ့ရွယ်ချက်ကယူရှင်ပါနဲ့ဒါပေမဲ့လုံဆောင်ပုံကရှုပ်ထွေးပါတယ်ထိုင်ဝမ်ရဲ့အလုံးသမားဥပဒေမှာဝန်ထမ်းတွေအိမ်တော်ပြောရင်ရှေ့ရလာစားပါအားလောက်ခွင့်ရရှိပါတယ်ဒါဟုတ်တဲ့ဒီဘန်ဇေးဟာပုံမှန်ဝန်ထမ်းတွေလိုလာစားလည်းမဖြစ်ပဲရှေ့ရခွင့်ရလည်းမကျင်တတ်ပါဘူးသူဟာ32ရက်တလားကျော်ထိခွင့်ယူဖို့ကြံစီပါတယ်ဘလို့ကြံစီလဲဆိုတော့ သူနဲ့သူစနီတို့ဟာ AB6 ရဲ့ပထမဆုံးလက်ထပ်ပြီးရှေ့ရခွင့်ယူပါတယ်ခွင့်ရပြည်တယ်နဲ့သူတို့လင်မယားကွာရှင်ပြီးနောက်တရက်မှာချက်ချင်းပြန်လက်ထပ်ပါတယ်သူတို့ရင်ဖြစ်လို့ကွာရှင်တာမျိုးလုံးဝမဟုတ်ပါဘူးအားလျက်နဲ့လာစားပါတခါတည်းရဖို့တမင်လောက်ခဲ့တာပါဟုတ်ပါတယ်ဒါကအားလျက်ရခွင့်အတွက်အင်တော်ကြီးစီမံကိန်းပါသူစိတ်ကူကယူရှိမိမဲ့အကောင့်ထဲဖော်ဖို့ကတော့တေချာဖို့ခေါင်းစားပါတယ်။တလားကြော်ကြော်ကြားတဲ့အားလိုက်ရခွင့်နဲ့လားစားပါတပါးရရရှိဖို့တယောက်တည်းကို၄ချိန်လက်ထက် သုံးချိန်ပွားရှင်ဖို့ဆိုတာဆောင်ရွက်ဆန်တဲ့ကိစ္စမှတ်ပုံနေုံသွားတဲ့ကိစ္စအတော်ယုံလုံးပန်းမကိစ္စပါဒီမျိုးသားဟာ38ရက်အတွင်းမှာဒီအိမ်တော်မျိုးကွာရှင်ချင်းလုပ်ငန်းစဉ်၄ချိန်တနင်္ဂနွေစိတ်ရှိလက်ရှိလုပ်ခဲ့ပါတယ်သူလောက်ဆောင်ချက်ကြောင့်ဘန်ကမျိုးလုံးပြုခဲ့ပြီးဒီလူငါတို့ကိုစနေတာလားဆိုတဲ့သဘောမျိုးနဲ့ဒုတိယကြိမ်မျိုးခွင့်တောင်းမှုကိုညင်းဆိုပါတယ်ဘန်ဘက်ကကြည့်ရင်လည်းမှန်ပါတယ်အိမ်တော်ပြုတ်ခွင့်စရာပျော်ရွှင်စရာအချိန်အတွက်ပေးထားတာဖြစ်ပြီးရက်60အတွင်း၄ချိန်လက်ထပ်ပြီး၃ချိန်ကွာရှင်းနေဆိုတာမင်္ဂလာပွဲကစားနည်းလို့ဖြစ်နေပါလေ ဒါမဲ့ဘန်ရင်းဆုံမှုဘန်စီကအငြိမ်မနေပဲတိုင်ပင်မြို့လို့သမယုံကိုတိုင်ပါတယ်ဘန်ဘကဥပဒေချိုးဖောက်တယ်လို့သူကဆွဆွဲပါတယ်လို့သမယုံကစစ်ဆေးပြီးတဲ့အခါဒီဝန်ထမ်းလောက်ရက်ကကျင်းဝတ်သိခါရံမသိမ့်လျော်ပါဘူးတော်တော်လေးအလုံးကျုံလုပ်တယ်လို့ကောက်ချက်ချပေးမယ်ဥပဒေမှာတူဦးဒီသောအိမ်တော်ဘက်ကိုဘယ်နှကြိမ်လက်ထပ်ခွင့်ရှိတယ်ဆိုတဲ့ကန့်သချက်တစ်ခုမှမပါဝင်လို့ဒီပညာအရာပြောရရင်ဒီဝန်ထမ်းဟာဥပဒေကိုလုံးဝချိုးဖောက်ခြင်းမရှိဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်မို့ဝန်ထမ်းဝင်အိမ်တော်ပြုတ်ပြီးအလရရနဲ့လာစားပြေးဝမ်းပြီးပဲငင်းဆန်ကြတဲ့ဘန်ဟာလောသမားဥပဒေချိုးဖောက်တယ်ဆိုပြီး ်အမေရိကန်ဒေါ်လာ900ကျော်တင်ရိုက်ခံရပါတယ်အင်တော်ပြုတ်ကွန်းတဲ့ဘန်ဝင်နေသူရဲ့မဟာဗျူဟာအောင်မြင်သွားခဲ့ပြီးဥပဒေကိုလေ့လာသူတွေကြားမှာလည်းဒီဥပဒေကဘာလဲလို့ဂုံကုတ်ဆရာဖြစ်ခဲ့ပါတယ်ဒီထူးခြားတဲ့ဖြစ်ကြောင့်ဥပဒေရွေးသမားတွေကချက်ချင်းပဲအလင်းစလိုဥပဒေကိုပြင်ဆင်ခဲ့ရပါတယ်ဘာလို့လဲတခြားဝန်ထမ်းတွေကပါဒီလိုလုပ်လို့ရတယ်ဆိုရင်ငါတို့လည်းလုပ်မယ်ဆိုပြီးလိုက်လုပ်မှာဆိုလို့ပါအဆုံးသတ်မှာဒီမျိုးသားဟာသူ့လိုချင်တဲ့အားလည်းရက်နဲ့လာစာတရားဝင်ရရှိခဲ့ပြီးသူရဲ့မှုကိစ္စကဥပဒေမှာရှိတဲ့လက်ဟာချက်ကို ဘသူတွေကဘလို့အခွင့်ကောင်းယူနိုင်တယ်ဆိုတဲ့စိတ်ဝင်စားစရာတာတကားဖြစ်ဘဝမှာတန်ရစ်ခဲ့ပါတော့လေ